ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှတော့တွင်သားနူးနူအပြင်ခုံမမွားလေးနဲ့အရန်ကိုစားလို့ကောင်းတယ်မန္တလေးပဲကြော်ရဲပြီးတော့သူနဲ့အရန်လိုက်ဖက်တဲ့အချင်းဆက်နီလေးကိုပါပြောပြပေးသွားမှာဖြစ်ပါတယ်ကဲဒါဆိုလုံနီလေးကိုသိရအောင်ဖြည့်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးရှင် ပထမဆုံးဖြိုးဟာတညရေစိန်ထားတဲ့ဒီဘဲလုံးအသေးလေးကိုပေါ့နော်နှုတ်စီပူရဲ့တပတ်စာလောက်ကို ပြောင်းမဲ့ဦးထဲကိုထည့်ပြီးတော့စားလင်းနေငယ်ဝါထည့်ပြီးတော့သူ့ကိုနှူးသွားတဲ့ထိပေါ့နော်ပြုတ်ထားပေးလိုက်ပါတယ်ရှင်။ဒီနေရာမှာဖြိုးလိုမျိုးအလုံးမရှုပ်ချင်ဘူးဆိုလို့ရှိရင်ပြုတ်ထားပြီးသားလွယ်ဒီမဲ့ပဲပူလေးကိုသုံးမဲ့ဆိုလဲရပါတယ်ရှင်။ ဒီဘဲအိုးလေးကိုဖြိုးသွားပပတ်ဆူလာတဲ့အထိတဲသွားပေးလိုက်ပါတယ်ပပတ်ဆူလာတဲ့သူ့ရဲ့ကိုဖြိုးသွားဒီပဲနူးမြန်ရအောင်ပေါ့နော်ဘေကီဆော်တာလေးနင်းငယ်ကိုထည့်ပြီးတော့တမထွားအောင်ဖွင့်ပြီးတော့ပေါ့နော်ဒီပဲလေးတွေနူးလာတဲ့အထိပြုတ်ထားပေးလိုက်ပါတယ်ရှင်ဒီနေ့တော့ဖြိုးအိမ်မှာကက်ကုန်နေရတဲ့ဒီအိုးလေးနဲ့ပဲပေါ့နော်အဆင်ပြေတယ်လို့လေလောက်စားဖြစ်ပါတယ်ပဲဟူတော့ဖြိုးသွားလောကနူးသွားတဲ့အထိပြုတ်ထားပေးလိုက်ပါတယ်ရှင် ဖြည့်ပြောက်သွားလိုက်တာရေလေးခမ်းပြီးတော့ပေါ့နော်ပဲလဲနူးနေပြီဆိုလို့ရှိရင်တော့သူ့ကိုစကားနဲ့ဆက်ထုတ်ပြီးတော့ပြောတာဒီငှုပ်ဆုံလေးတဲ့ကိုထည့်ပြီးပေါ့နော်ညက်သွားအောင်ထောင်းထားပေးလိုက်ပါတယ်ဒီနေရာမှာလက်လေးနဲ့ချေယူမယ်ဆိုလည်းရပါရဲ့နော်ပြောရတော့မြင်မြန်ဆန်ဆန်လေးဖြစ်အောင်ပေါ့နော်ဒီငှုပ်ဆုံလေးနဲ့ပဲခဏလောက်ထောင်းပေးလိုက်ပါတယ်ရှင် ကဲဘက်အနှစ်လေးလည်းရပြီဆိုလို့ရှိရင်တော့ဖြူတို့ပကံထဲကိုထည့်မယ်ပြီးလို့ရှိရင်တော့သူ့ရဲ့ဖြူကကောက်ညင်မုတ်ကိုဟင်ခက်စွန်းကြီးနဲ့နှစ်စွန်းစာနဲ့ဆမ်မုတ်ဟင်ခက်စွန်းရဲ့သုံးမုတ်တပုံစာလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ဘေကီဆော်ရာလေးနှင်းငယ်ကိုထည့်ပြီးတော့ရတာအတွက်ကအသားမုတ်နှင်းငယ်ပြီးတော့စားလေးနှင်းငယ်ကိုထည့်ပြီးတော့ထောင်းထားပြီးသားဒီချင်းကိုပေါ့နော်အရင်ညစ်ပြီးတော့ဒီအဖက်လေးတွေကိုပါထည့်ပြီးတော့ပေါ့နော်တမတော်အောင်နှဲသွားပေးလိုက်ပါတယ်ရှင် ပြီးရင်တော့သူ့ရဲ့ဖြိုးတို့ရေကိုနည်းနည်းချင်းစီထက်ပြီးတော့နှဲသွားပေးလိုက်ပါမယ်နော်။ဒီမှာဆိုလို့ရှိရင်တော့ဖြိုးထက်သွားလိုက်တာရေသက်150 ml လောက်ရှိပါတယ်ရှင်။ရေကိုတော့ဖြိုးကနည်းနည်းချင်းစီထက်သွားပေးလိုက်ပါတယ်။တအားများသွားရင်လည်းမုတ်ကပြော့သွားမှာဆိုလို့ပေါ့နော်။ပုံမှန်ဆိုလို့ရှိရင်ဖြိုးမန္တလေးပဲကြော်ကြော်စားဖြစ်တဲ့ချိန်ဆိုလို့ရှိရင်အခုလိုမျိုးပဲမပြုတ်ပဲနဲ့ပေါ့နော်။လွယ်ဒီမပြုတ်ထားပြီးသားဘဲဘဲသုံးပါတယ်။ဒီတစ်ခေါက်ကအိမ်မှာလဲဒီဘဲလေးရှိနေတာနဲ့ဒီဘဲလေးကိုပဲပြုတ်ပြီးတော့လှုပ်စားဖြစ်ပါတယ်ရှင်။ မုံနှစ်လေးကဒီနေထားလေးဖြစ်နေပြီဆိုလို့ရှိရင်တော့သူ့ကိုခဏလောက်နှက်ထားပေးလိုက်ပါမယ်။မုံနှစ်ကိုနှက်ထားရင်းနဲ့ဖြိုးဝအချင်းလာဆက်ပေးလိုက်ပါရခြင်း။ဒီအချင်းဆက်ရံတွေဖြိုးဝထောင်းလောင်းပြီးသားကျက်သွန်ဖြူခြင်းအနေငယ်နဲ့မြုပ်သည်စိတ်တော်ကိုထပ်ပေးလိုက်ပါတယ်။တရားသာအတွက်ကတော့စားလေးနေငယ်ပြီးတော့အသားမုံနေငယ်နဲ့မြုပ်သည်အချက်မုံလေးနေငယ်ကိုပါထပ်ပေးလိုက်ပါတယ်။ပြီးတော့ငံပြာရည်နဲ့မကြီးမဲ့ရည်တို့ကိုလည်းဖြူတို့ကိုလိုအပ်သလောက်ထပ်ပေးလိုက်ပါမယ်ရှင်။ ပြီးတော့ရေလေးနှဲငယ်ကိုထည့်ပြီးတော့နည်းနည်းလေးသမတော့အောင်ဝင်ထားပေးလိုက်ပါရရှင်ပြီးတော့သူ့ရဲ့ဖြိုးတို့ကတကြားလေးထည့်ပြန်มาဖြစ်ပါတယ်เนาะဖြိုးတကြားထည့်ဖို့မိသွားတာ ਨੇ ဒီဖြော်ပြီးมาထည့်လိုက်ရတယ်ပေါ့เนาะတကြားတော့ထမင်းစားစုံရဲ့တဝက်စားလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ရတာပုံငယ်မြင်ကြည့်မယ်။ရတာလည်းလုံးဝအဆင်ပြေပြီဆိုလို့ရှိရင်တော့နောက်ဆုံးကြမှာနန်နန်ဘီလေးအုပ်ပြီးလို့ရှိရင်တော့ရပါပြီရှင်။ဒီနေရာမှာအပုံငယ်ကိုတော့ကိုယ်ဆက်ချက်ပြင်ဆင်ပေးနိုင်တယ်ပေါ့နော်။ ကဲအချင်းလက်ရပြီဆိုလို့ရှိရင်တော့ဖြူတို့ဒီမန်လေးပဲကြော်လေးကြော်ပေးရန်တွေ့ကိုလိုချင်တဲ့ပုံစံလေးတွေကိုပေါ့နော်ပုံလေးတွေပေါ်ထားပေးလိုက်ပါမယ်ပြောရတော့အခုလိုမျိုးလေးပြပြဝဝိုင်းနေထားလေးတွေလောက်ထားပေးလိုက်ပါတယ်ရှင်ဒီနေရာမှာအထူပါကြီးသေးရတော့ကိုစက်ကြိုက်ပေါ့နော် ကဲပြီးရင်တော့ဖြိုးလို့စပြီးတော့ကြော်ပေးရင်တွေ့စီကိုအရင်ပူအောင်တိုင်မယ်စီလေးပူလိုက်ရင်တော့ခဏခါဖြိုးလို့လှုပ်ထားတဲ့မုန်းနှင်းလေးတွေကိုပေါ့နော်ထည့်ပြီးတော့ကြော်ထားပေးလိုက်ပါမယ်ဒီနေ့မှာတော့ဒီစင်ပြေတဲ့အိုးလေးဝယ်သုံးထားရတယ်ပေါ့နော်ကက်စလက်ကုန်းရင်းတာနဲ့ပြီးရင်တော့ဖြိုးရဒီတစ်ဖက်မှာအသားလေးမာယူပေါ့နော်နည်းနည်းလေးရဲလာတဲ့အထိကြော်သားပေးရမှာဖြစ်ပါတယ်ရှင် ကဲတစ်ဖက်မှာအရောင်လေးရဲလာပြီဆိုရင်တော့နောက်တစ်ဖက်ကိုအခုလိုမျိုးလေးအပြန်လှန်လေးလောက်သွားပေးလိုက်မယ်ပေါ့နော်ဒီနှစ်ဖက်စလုံးကလုံးဝချွတ်ပြီးတော့အနက်လေးမွှေးလာတဲ့အထိကျော်သွားပေးရမှာဖြစ်ပါတယ် ဒီတစ်ခါလောက်စာဖြစ်တယ်ဒီမန်လေးပဲကြော့သွားတော့ပုံမှန်ထက်ပိုပြီးတော့စာကောင်းသလိုခံစားရပါတယ်အရင်ဆိုလို့ရှိရင်ဖြိုးက ready made ပဲပူလေးဝယ်သုံးနေပေါ့နော်ဒီတစ်ခါတော့ကိုယ်တိုင်ပြုတ်ပြီးတော့ကြော်စာဖြစ်တာလေးပေါ့နော်ရတာလေးပူကောင်းသလိုခံစားရပါတယ်ရှင်နောက်တစ်ခုကသူ့ကိုဖြိုးကသမင်းနဲ့ပဲစာစာဒီတိုင်းပဲစာစာပေါ့နော်အရင်လဲစားလို့ကောင်းပါတယ်ကဲအခုလိုမျိုးလေးနှစ်ဖက်စလုံးကတင်ပြီးတော့ကြွကြွလေးဖြစ်နေပြီဆိုလို့ရှိရင်တော့ရပါပြီရှင် ီနေ့ဟာဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့မန်လေးပဲကြော်လေးရတော့စားဖို့စသည်ဖြစ်နေပါပြီရှင်စားလို့လည်းကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ပဲကြော်လေးရဆိုလို့ရှိရင်အနက်လေးရမှွေပြီးတော့အချင်းလေးနဲ့အရန်ကိုလိုက်ဖက်ပါတယ်နောက်တစ်ခုကထမင်းပူပူနဲ့တွဲစားမယ်ဆိုလည်းလိုက်တယ်ပေါ့နော်ကဲဒီနေ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲရှင်ဒါဆိုဖြိုးနဲ့ဘုရတဲ့တင်မှာပြန်ဆုံးချမယ်နော်အားလုံးပဲဘိုင်ဘိုင်